ဆိုရင်မြင်မာတဲ့လူတွေဟာလူတွေနဲ့ဆက်ဆံစကားပြောတဲ့အခါမှာကျွန်တော်နားလဲပါတယ်ကျွန်တော်စာနာပါတယ်ဆိုတဲ့စကားကိုတွင်တွင်သုံးတယ်ဆိုရင်မြင်မာတဲ့လူတွေဟာနှလုံးသားအရေးသွေးကောင်းတဲ့လူတွေလည်းဖြစ်တယ်အဲ့တော့စာနာစိတ်ဆိုတာတိတ်အရေးကြီးတာပဲတပည့်သားကပြောလိုက်တဲ့အခါမှာเนาะတပည့်သားရဲ့စိတ်ခံစားချက်ဘာဖြစ်နေလဲအဲ့ဒါကိုဆရာတို့ကနားလဲအောင်လိုက်ခံစားပေးပြီးတော့ စာနာပါတယ်နားလဲပါတယ်ဆိုတာကိုပြောဖို့လိုတယ်နောက်ဆုံးတနေ့ तू ပြောတာကိုတဘောမတူရင်တောင်မှစာနာပါတယ်နားလဲပါတယ်ဒါပေမဲ့လို့ကျွန်တော်အမြင်ကတော့ဒီလိုရှိတယ်ဗျာလို့ပြောခြင်းအပြင်တပည့်သားကလည်းခဏနေရှိတာပေါ့နော်ဒါကြောင့်မလို့တပည့်သားရဲ့ခံစားချက်ကိုနားလဲပေးတဲ့လူတွေဟာစွမ်းရည်မြင့်တဲ့လူတွေဖြစ်ပါတယ်နံပါတ်6ကတော့စွမ်းရည်မြင့်တဲ့လူတွေကတမီးရဲ့ကျွန်တော်မှားသွားတယ်လို့ပြောဖို့ ဝင်မလေးတဲ့လူတွေပဲဟုတ်ကဲ့ပါဆရာနော်လူတွေကမှားသွားပြီလို့ဆိုလို့ရှိရင်မှားเจ้าကိုဝင်ခံလိုက်ရင်တိတ်ပြီးတော့ပေါ့နော်နှိမ့်ချသွားရလို့ထင်ကြရတယ်မဟုတ်ပါဘူးတတိရှိတဲ့လူစွာရင်မြင့်တဲ့လူကမှကိုမှားเจ้าကိုဝင်ခံနိုင်ပါလေမှားသွားเจ้าပြောရတဲ့တော့စွာရင်ပုံမြင့်လာပါလေမှားသွားเจ้าဝင်ခံပြီးရတော့ဓာမျိုးတွေထပ်မမအောင်နောက်ကအမားကို ဘယ်လိုရှောက်ရှားရမလဲပြုပြင်ရမလဲစင်ကျင်ရမလဲဆိုတဲ့အတွေးတွေလည်းကိုယ်မှာရလာပါတယ်ဟုတ်ကဲ့ပါဆရာအဓိကကတော့မှားသွားကြောင်ပြောယုံနေဝန်ခံအောင်နေမကဘဲနဲ့အမှားကနေလည်းပဲသင်ခန်းစာထုတ်နိုင်မှုအရေးကြီးပါတယ်ဟုတ်ကဲ့ပါဆရာအဲ့တော့ဆရာအခုစွမ်းရည်မြင့်တဲ့လူတွေရဲ့နော်ပြောတတ်တဲ့6ခုပြောသွားပါပြီဟုတ်ကဲ့ပါနောက်ဆုံးအချက်ကတော့အရေးကြီးဆုံးပဲဟုတ်ကဲ့ရှင်အရေးကြီးပါပဲစွမ်းရည်မြင့်တဲ့လူတွေက တပတ်သားကိုခွင့်လွှတ်နိုင်ရတယ်ဟုတ်ကဲ့ပါကျွန်တော် ခွင့်လွှတ်ပါတယ်ဆိုတဲ့စကားကိုပြောရတယ်အာဃာတတွေကိုစုပ်ကြိမ်မထားဘူးဒါပေမဲ့ခွင့်လွှတ်ဖို့ဆိုတာခက်တယ်နော်ခွင့်လွှတ်တယ်ဆိုတာခက်ပေမဲ့လို့ခွင့်လွှတ်တယ်ဆိုတာကိုယ့်အတွက်ပါကိုယ်ခွင့်လွှတ်လိုက်မှလွတ်မြောက်မှုကိုရပါတယ်ခွင့်လွှတ်လိုက်တယ်ဆိုတာကိုယ့်ရဲ့အာဃာတတွေကိုလွှတ်ချပလိုက်တာပဲဟုတ်ကဲ့ပါလွှတ်ချနိုင်မှကိုယ်ကရှင်း ဆက်ပြီးတော့ရှောင်းလန်းဖို့ရပါမယ်။ကိုယ့်ဘဝကပို့ပြီးတော့ဖွံ့မျိုးတိုးတက်လာပါမယ်။ဒါကြောင့်မလို့စွန့်ရင်မြင့်တဲ့လူတွေကတော့ခွင့်လွတ်ပါတယ်ဆိုတဲ့စကားကိုအမြင်သုံးလေးရှိပါတယ်။ဟုတ်ကဲ့ပါဆရာ။ဆရာပြောသွားတာဆိုလို့ရှင်ပေါ့နော်အင်မတန်မှဘူးတုဒ္ဒရပါတယ်ရှင်။ဒါနှလုံးရည်အတွက်ပါလိုအပ်တဲ့အချက်တွေပါပါရှင်။ဒါတွေကတကယ်လူလူတွေရပါပေါ့နော်။လိုက်နာပြီးတော့ဒါကျင့်သုံးလိုက်မယ်ဆိုလို့ရှင်ပေါ့နော်။ပို့ပြီးတော့ပေါ့စွမ်းရည်ထက်မြက်ပြေးွားတဲ့လူတော်လူကောင်းတွေဖြစ်မှာတော့မလွဲပါဘူးပေါ့ဟုတ်ပါရဲ့ ဟုတ်ကဲ့ပါဆရာအခုလိုမျိုးပေါ့နော်ကျမတို့ရဲ့အစီအစဉ်မှာလာရောက်ပြီးတော့ပေါ့နော်ဒီလိုမျိုးတွေပြောကြားပြီးတော့အတွက်ဆရာအထူးပဲကျေးဇူးတင်ပါတယ်ရှင်။ဟုတ်ပါပြီကျေးဇူးတင်ပါတယ်သမီး။ဟုတ်ကဲ့ပါ။